အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတင်ပြပေးမှာကတော့စကိုင်းတိုင်းတွင်းကကူညီကယ်ဆယ်ရေးရင်နှန်းတွေကိုတိုက်ခိုက်နေတဲ့အကြမ်းဖက် PDF တွေပြည်သူတွေဒုက္ခပိုရောက်အောင်လျှက်စစ်တပ်အခွဲယုံကိုလာရောက်တိုက်ခိုက်တဲ့ PDF ပြည်သူတွေဒုက္ခရောက်နေချိန်မှာလက်နက်တွေခဏရပ်တင်ပြီးစတဲ့တဲ့ရင်တွေနဲ့ပတ်သက်လို့ကိုစော်ဘုံဟိန်းရဲ့ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ့ကျွန်တော်မြေပြရရှိတဲ့သတင်းတွေကို နိုင်ငံတော်အကြီးအကဲတွေအေးချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မတော်နဲ့တက်မတော်သားမိသားစုဝင်တွေကိုစပီကာတယောက်အနေနဲ့တင်ဆက်ပေးတာပေါ့နော်ပြောပြပေးတာပေါ့မြေပြင်သတင်းတွေကိုစပီကာသမားတယောက်အနေနဲ့လေလေးလာပိုင်းတော့ရောက်လာပြီပေါ့နော်ကျွန်တော်တို့ဒီဖြစ်သွားတဲ့ငလင်ပေါ့နော်ငလင်မှာငလင်ဘေးအောက်တော့ဆိုပြီးတော့ကမ်ဘောလားဘန်နေ မိငေလင်းဒန်တဲ့ပြည်သူများကိုကုညီရန်ဆိုပြီးတော့မှကြက်ငွေ15ဘီလီယံကနဦးမတည်ထားတာတွေ့ရတယ်ပေါ့နော်ကမ္ဘောဇာဘန်ကဆရာတော်ဦးဆောင်တဲ့ကမ္ဘောဇာဘန်နဲ့ပေါ့နော်ကမ္ဘောဇာဘန်မိသားစုတွေအားလုံးလည်းကကြီးသုံးပါးကိုချော်လွှားနိုင်ပါစေလို့ကျွန်တော်ကဦးစွာပထမမြစ်တာပို့เนาะဆူတောင်းပေးလိုက်ပါတယ်ဒီကနေပြီးတော့ပါနော်နောက်တစ်ခုကတော့ကပြားလေးပေါ့ကျွန်တော်ပြောပြောနေတယ်မောင်အေဂျန်တောင်ကြီးကကပြားပေါ့နော် စကိုင်းနိုင်ခွေယူကြိုက်ခြင်းတဲ့ရေချောင်းပြေချောင်းလူမျိုးချားတော်အားပေးကူညီစာနာတည်မှုဤမြေမှာမွေးနိုင်ငံသားနိုင်ငံသားမှန်ခံစားတည်တတ်နားတဲ့အဟုလေးမြတ်ယုံကြည်မိခဲ့သည်တဲ့အခုများကြမိုင်ရင်လာစွာဒုက္ခတော်မှာမျက်ရည်ဖြာသည့်များစွာ လူတို့ကဲတင်မှုအတွက်ပေါင်းစုလူဒန်းထိုးရင်ဒန်းကိုမြက်ကန်းလိုနေခွေယူတွေကကြိုက်ချေဖဲထုတ်သွားကြသည်တဲ့မောင်အေးချမ်းတောင်ကြီးတရက်လေးလား 2025ခုနှစ်နှစ်ခွဲနာရီတွင်ရေးဆက်ခဲ့တဲ့ကြပါဖြစ်တဲ့စိတ်ဆင်းရဲခြင်းကင်းဝေးပါစေကိုဆင်းရဲခြင်းကင်းဝေးပါစေချမ်းသာဘေးကင်းကြပါစေเนาะအဲ့တော့ဒီကြပါကိုဘာကြောင့်ဆက်ရလဲဆိုရင်ဒါကျွန်တော်ကိုတရင်ပို့တာလေကိုဘုံမများနဲ့မုံရမစကိုင်းတို့လာတော့အကူကြီးကယ်ဆယ်ရေးအဖွဲ့ကိုမြင်းမှု PDF အဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခြင်းကိုကြောင်မြန်လန်၍တက်မတော်လေးမှဘုံကျဲတိုက်ခိုက်ပါလေဆိုပြီးတခိုးကလူလိုပြန်ဟစ်ကဝါရဖြတ်နေကြတယ်တဲ့ကျွန်တော်တို့ဆိုရင်မြေပြင်ဆင်းဆက်သွယ်မှုတရင်ရရှိသိရှိထားသူဖြစ်ပါလေတဲ့နောက်တရင်တစ်ခုက ဟေအော်ကျွေးမှုတွင်မပါသေးပါဘူးထိုသတင်းပြစင်မှာ28ရက်3လ2020ကငလင်းလုံပြီးနောက်နေ့နောက်နေ့ချင်းပင်နဲ့ညောင်းကရိုင်မိသားအဖွဲ့စီပင်အဖွဲ့ပရာဟိတလူမှုကူညီရေးအဖွဲ့တို့ဒီရဲဖောကား6စီးရင်တန်းပြင်းနဲ့ညောင်းမြို့မှာမန္တလေးမြို့သို့ထွက်ခွာလာရတဲ့ကြောင်ပတောင်းတို့အရောက်တွင်လူမဆန်လူဆန်လူမဆန်လူစိတ်မရှိသောအကြမ်းဖက် PDF အဖွဲ့များမှာတဲ့လူမှုကယ်ဆယ်ရေးသွားပြီးရင်တန်းကိုရှေ့ဆက်ထွက်မလာနဲ့ထွက်လာရင်မိုင်းဆွဲတိုက်ခိုက်မည်ဟုကြော ကျေညာပြောစုချင်းချောက်ရေးထိုအခွက်သည်ကြော်ကောင်းမျိုးတွင်တညာအိပ်ပြီးညောင်မျိုးတို့ပြန်လဲခဲ့ကြရသည်ဟုမြေပြင်သတင်းအရသိရှိခဲ့ရသည်တဲ့ခွေးပင်မှာသားသမီးများဖြစ်သောလူမဆန်အကြမ်းဖက် PDF အဖွဲ့များ၏ရုံမာသောလုံရက်များ၏အများပြည်သူသိရှိနားလည်နေစေရန်ကိုဖုံးမှတစ်စီဟစ်ကျွေးဟစ်အော်ကြော်ကျွေးပေးပါရန်လေးစားစွာတင်ပြအပ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ကျွန်တော်ကကိုဖုံးရေးတဲ့မကွေးတိုင်းစလင်းမြို့နယ်တညောင်တိုင်းတွေကဌာနမင်းရွာကတဲ့လျှက်စစ်တအားပေးယုံကိုတဲ့ ယုံဟိုတဲ့မနက်9:00နာရီလောက်ကတဲ့အကြံဖက် PDF တွေတဲ့လာတိုက်ဖို့ချောင်းနေတာကြာပြီးတဲ့တညောင်မြောက်ဘက်မြေနုရွာတောင်ပိုင်းမှာလူစုနေကြတယ်မနေ့ကစစ်ကားတွေနဲ့စစ်သားတွေငလင်လှုပ်တဲ့နေရာကိုကယ်ဆယ်ရေးသွားတာကိုသိပြီးခုမနက်9:00နာရီမှာဝင်တိုက်တာတဲ့မကွေးလေတက်ကမကွေးလေတက်ကလာပြီးဘုံကျဲလို့မြေနုရွာဘက်ကိုခွေးပြေးဝက်ပြေးပြေးသွားရကြတယ်တဲ့မြေနုကန်ကြီးစီဆွေစံကလေးဘက်တွေမှာတဲ့အကြံဖက် PDF တွေစုနေပြီးစုနေတာစုပြီးနေတာကြာပြီးတဲ့အများကြီးပါတဲ့ ်မင်းတို့ရွာမှာအင်ဂျီ900လောက်ရှိတဲ့အကျန်းဘတ်အားပေးရွာပါတဲ့မင်းတို့ရွာတောင်ပိုင်းနဲ့တောင်ဘက်ဘုံကြီးတောင်ကအကျန်းဘတ်အားပေးထောက်ခံတဲ့ဒူတွေပါတဲ့ PDF တွေကိုတဲ့တောင်ဘက်ကတောင်ဘက်ကလူမျိုးမြောက်ပိုင်းကပြောတော့တောင်ဘက်ကလူတွေကတဲ့မြောက်ပိုင်းကလူတွေကိုမထောက်ခံနာတိတော်တဲ့အကျန်းဘတ် PDF တွေကရွာလေးနဲ့မြောက်ပိုင်းတွေမှာနေကြတယ်တဲ့အိုက်ကောင်တွေကတဲ့မြင်းတို့ရွာကလူတွေကဓမင်းချက်ကြီးနေရတာတစ်နှစ်ကျော်ကြီးတဲ့ အစိုးရမိမိသားကားဆိုလဲ PDF တွေပဲကောက်ပြီးယူရတဲ့ထိမ့်သိမ့်ကဆိုပြီးမြေနှုရွာမှာအရန်စိုးကြရတဲ့အကြမ်းဖက်အားပေးတွေရှိတယ်တဲ့ PDF တွေခံထားတဲ့ခင်မောင်ဝင်းကိုငဆိုင်အုတ်ချုပ်ရင်းမှုဆိုပြီးတဲ့ပါဝါအရန်ပြရတဲ့ငဆိုင်ညီမောင်ချင်းကားတဲ့အစိုးရကခံထားတဲ့အုတ်ချုပ်ရင်းမှုကိုထွန်းထွန်းဦးကိုတက်ခိုင်းနေသူပါတဲ့နိုင်ငံရေးအမှုနဲ့ထောင်ချပြီးလွန်ကျင်းတဲ့ပြန်လွတ်လာတာနဲ့ကောင်တွေက PDF လုတ်ပြီးတဲ့အရန်စိုးနေကြရတဲ့ချစ်စိုးတင်ထွန်းအောင်အောင်ထွန်းစံ အကြမ်းဖက်ပြည်သူတွေကိုထောက်ပို့လုပ်ပြီးတဲ့ရွာထဲမှာပတ်စံခွဲပေးတယ်တဲ့ဓမင်းချက်ခိုင်းတာတွေကတော့တဲ့တောင်းဖို့အမဝါဝါမြင်ဦးတောင်းဖို့အမဝါဝါမြင်ဦးမိမတင်းတင်းနှွဲ့ထုံးနိုင်စုမိမတန်းတန်းမော်ထုံးနိုင်စုမိမတန်းတန်းမော်ကျူကျူသေးမြင်စိုးကျူကျူသေးမြင်စိုးမိမမာအေးစီရီယံလောက်ထားတယ်တဲ့မိခာမိစာစိတ် မိခာမိစာတောင်ချောင်းဘုံကြီးဆန္ဒတီရီဖိုးစိတ်မိုးထိတ်မောင်တူးမင်းစော်မောင်ချင်းစစ်ကြောင်းလာရင်တော့တဲ့အကုန်ပြေးကြတယ်တဲ့အကြမ်းဖက်အားပေးတွေကတဲ့တောင်ပိုင်းကလူတွေများတယ်တဲ့စစ်ကြောင်းလာရင်တောင်ပိုင်းဘုံကြီးကျောင်းမှနေပြီးအကြမ်းဖက်တွေကိုရှင်းလင်းပါလို့အဲဒီကျောင်းမှာအစိုးရမီးတဲ့ဘုံလုတာတွေပါရှိတယ်တဲ့တန်ကြောင်တိုင်းတွေကတဲ့လျှက်စစ်ရုံးကိုပြန်တိုက်ဖို့လူစုလူပြန်စုနေတယ်တဲ့မေနုရွာမှာပဲတဲ့အခုပြန်ပြေးတာလေတဲ့မေနုရွာမှာပဲတဲ့တန်ကြောင်နဲ့မေနုကလေးမှန်ပဲဝေးတယ်ကိုတဲ့ အဲ့တညောင်လျက်စစ်တအားပေးယုံခွဲကားတဲ့ကစွန်းမကပ္ပဇာ21ရွှေဘုံကျွန်းကပ္ပဇာ22ကိုမီးပေးတဲ့ယုံပါတဲ့အကြံဘတ် PDF တွေကလည်းတိုက်ဖို့ချောင်းနေတာကြာပြီတဲ့အကြံဘတ် PDF တွေလုတ်တဲ့သူတွေကလည်းတညောင်တိုင်းတွေကညောင်မင်းလှတာမျိုးခိုင်ခေါ်မွေဝေးနဲ့သူမိမမကြီးစင်သူမိသားတို့ပါတဲ့အင်အားတရာလောက်ပဲရှိတယ်တဲ့တညောင်မြောက်ဘက်၄မိုင်အကွာကမြေနုရွာ PDF တွေနေတာကြာပြီမြေနုရွာတောင်ပိုင်းကအကြံဘတ် အားပေးတွေပါတယ်မနေ့ကအကြံဖက် PDF တွေခွေးပြေးဝက်ပြေးခါလာရလို့လူပြန်စုပြီးတော့တညောင်လျက်စစ်တအားယုံကိုခွဲပေးဒါပေးယုံကိုခွဲဖို့ပြန်တိုက်မယ်ဆိုပြီးတဲ့အစည်းအဝေးလုပ်နေတယ်တဲ့နော်အဲ့ဒါကတော့မြေပြင်ရရှိတဲ့တဲ့အချက်လက်အမှန်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာ PDF ညီကိုမောင်နှမတွေကျွန်တော်ပြောချင်တာကိုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေတောကပင်နေဝေးနေတယ်နော်ဒုက္ခတွေအကြီးကြီးရောက်နေတယ် နော်ဟိုလူကြောင့်ဒီလူကြောင့်လို့လွဲခြားလို့မရတော့တဲ့အခြေအနေဖြစ်နေတယ်နော်အစိုးရကလည်းအစိုးရအလုပ်လုပ်တယ်ပြည်သူကလည်းပြည်သူအလုပ်လုပ်ရမယ်တကယ်လို့အသက်ရှင်ကြံရင်ခဲ့တဲ့ဗမာလူမျိုးတိုင်းကကိုယ်နိုင်ငံကိုယ်လူမျိုးချင်းကိုချင်းစာနာတရားစစ်ချင်းဒီအချိန်မှာစစ်ပွဲတွေဆိုတာခဏရထားတဲ့နော်မင်းတို့လက်နဲ့ကင်တာတတိရှိလို့ကင်တာမဟုတ်ဘူးကွာတလားမင်းတို့ကတရားဝေါ်ကြောင်ပြီးတော့လက်နဲ့ကင်တာနော်အစိုးရမှာတတ်မတော်ရှိရဆိုတာက နှစ်ပေါင်း90ကျော်ကြာလာပြီနော်မင်းတို့မနေ့တနေ့မှာတာကြွတောင်းကျန်တော်လန်နဲ့တပုံနေနော်ဒီအချိန်မှာမင်းတို့လူသားချင်းကိုချင်းစာသိမ့်နဲ့မင်းတို့လက်နက်တွေခဏရက်ပြီးတော့မှအသက်ရှင်ကြံရင်းနေတဲ့လူတွေကကိုလူမျိုးတွေတင်ဆုံသွားတဲ့တောကပင်လေဝေနေတဲ့နော် ရေပေးမီးပေးနော်အစာရသာပေးစင်ရခြင်းတိတ်ဒုက္ခအတိရောက်နေတာကိုမင်းတို့ကအကူအညီမကြံဘူးကူညီဖို့လာတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကို နော်ချင်းချောက်တယ်စကိုင်းမှာအခုဘသူမှသွားမကယ်နိုင်ဘူးနော်စကိုင်းကိုသွားတဲ့အဖွဲ့ကိုမြင်းမှုပီဒီရက်ကဘုံဆွဲပြီးတိုက်ခိုက်တယ်နော်မင်းတို့လူတွေမဟုတ်ကြသေးလားဟမ်လူကလူချင်းချင်းတယ်ကွာမင်းတို့ကခွေးတမ်းမိုက်တဲ့ခွေးခွေးခွေးမကြီးသားကြီးမင်းတို့သိလားနော်မင်းတို့မှာဘာမှခံယူချက်မရှိဘူးတိုင်းပြည်နိုင်ငံလူမျိုးဘာသာတရားကိုယ်နိုင်ငံရဲ့ဒလိဒုံလန်အစင်လာစာပေရင်ကျေးမှုတွေကိုမင်းတို့က အကုန်စော်ကားခဲ့လို့ငါတို့တိုင်းပြည်မင်းတို့ကြောင့်ဒီလိုဖြစ်တာအတူကြောင့်မှမဖြစ်ဘူးမင်းတို့လိုအောက်တန်းစားတတိုက်ကြောင့်ဖြစ်တာနော်ငါတို့တွေမင်းကသွားလူရဲ့အနီအာတွေစိမ့်နိုင်ဝါတာတွေမသိဘူးအဲ့ဒီထဲမှာလည်းမင်းတို့အမျိုးတွေပါခြင်းပါမယ်အေးငါနိုင်ငံတော်ငါနိုင်ငံသားဆိုတဲ့စိတ်ငါတို့သွေးထဲမှာအသားထဲမှာနှလုံးသားထဲမှာနော်ကိန်းအောင်နေပြီးသားမင်းတို့လည်းတော့တခြားကြီးပဲဟုတ်ပြီလားအဲ့တော့လူချင်းဝဲလူစည်းကမ်းကိုနားမလဲတဲ့မင်းတို့လိုအောက်တန်းသားတွေကလည်း တဘောအဆန်တွေပဲဖြစ်မှာเนาะအဲ့တော့ PDF အပေးဝင်းရထောက်ခံနေတဲ့လူတွေခင်ဗျားတို့လည်း PDF ရဲ့အကြောင်းကိုသိသင့်ပြီเนาะကျွန်တော်က PDF တွေကကျွန်တော်တို့ဗမာလူမျိုးတွေမို့လို့ကိုညီကိုကိုမောင်နှမလို့ပြောလဲဒီကောင်တွေကခွေးတက်မိုက်တဲ့ကောင်တွေเนาะခွေးတက်မိုက်တဲ့ကောင်တွေเนาะအဲ့တော့ကျွန်တော်မြမပြည်လည်းအမြန်ဆုံးကျင်းကျန်းပါစေ။ရှေ့တန်းရောက်နေတဲ့တပ်မတော်သားတွေလည်းဘေးအန္တရာယ်ကင်းရှင်းပါစေ။မလင်းဘေးအသင့်ခံရတဲ့ညီကိုမောင်နှမတွေလည်းအားတင်းထားပါ အမြန်ဆုံးဘေးရန်နေကင်းရှင်းပါသည်လို့ဆူတောင်းပေးပါတယ်ကျွန်တော်လည်းကျွန်တော်တကယ်ချင်းဒီဆရာတော်ဘုရားနေနဲ့ပူပေါင်းပြီးတော့မှထမင်းလူမဲ့ရေလူပါအောင်မဲ့အချိုးရေးတွေလူပါအောင်မဲ့ခင်ဗျာလူမဲ့နေရာတော့ကျွန်တော်နောက်မှပဲပြန်ပြောပါတော့မယ်ခင်ဗျာနောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်